ဒါလေးကကျွန်တော်အိမ်မက်တစ်ခုပေါ့နော်ကျွန်တော်ဖုန်းဆိုင်လေးတစ်ဆိုင်တော့ဖွင့်ခြင်းတယ်အာအဓိကစီးပွားရေးဆိုတာချက်ကျွန်တော်လိုပဲဖိတ်ဝင်စားနေယူတဲ့သူမျိုးတွေကိုအတူတူပြန်ပြီးတော့ sharing လုပ်ခြင်းတယ်သူတို့သိတာတွေလည်းကျွန်တော်ပြောပြကျွန်တော်သိကြတယ်လည်းသူတို့ပြောပြမယ်အဲ့လိုမျိုး community တစ်ခုလောက်ကိုလုပ်ခြင်းတာပါ iPhone game ဆိုလို့ရှိရင် iPhone ရဲ့ original cover လေးတက်လိုက်ရမှာဒီနှစ်မှာထွက်တဲ့ iPhone ရဲ့ accessory အစ်စ် body strap ဆိုတာဒီ body strap တွေကျွန်တော်တင်ပေးထားမယ်။နည်းနည်းလိုပြောမလဲ။အခြား model မငားကျင်လို့ကိုယ်တိုင်လွယ်ပြထားကျွန်တော်လည်းဖွင့်ကစားရက်တွေရရှိမှာပါဒါမဲ့ကျွန်တော်လည်း shooting တွေရှိတဲ့အချိန်ကျတော့အများတန်းတော့ဆိုင်ထိုင်ပြေးအောင်မှာတော့မဟုတ်သေးဘူးပေါ့ကျွန်တော်ရုပ်ရှင် shooting ရှိတဲ့အချိန်တော့တွားရိုက်မယ်ပြီးရင်တော့ကျွန်တော်ဆိုင်မှာပဲရှိနေမယ် ပါဒီနေ့ကျွန်တော် phone bank လို့နာမည်ပေးထားတဲ့ကျွန်တော်ဖုန်းဆိုင်အသစ်လေးကိုကြောက်မယ်ပေါ့နော်ကြည့်ကြအောင်အခုကျွန်တော်တို့ကြောင်းနေတဲ့နေရာစမ်းကြောင်းလမ်းပေါ့ဒါကကျွန်တော်ဒီစမ်းကြောင်းကားတဲ့ဒီကစမ်းကြောင်းလမ်းဆိုင်ကတိတ်မဝေးပါဘူးအိမ်နဲ့ဆိုလို့ရှိရင်လက်ကောင်းလို့တော့ ဒါလေးကကျွန်တော်အိမ်မက်တစ်ခုပေါ့နော်ကျွန်တော်ဟိုအရင်တော့ကလည်း Facebook ပေါ်မှာ media interview တွေမှာပြောခဲ့ပြီးပါတယ်ကျွန်တော်ဖုန်းဆိုင်လေးတစ်ဆိုင်တော့ဖွင့်ခြင်းတယ်အာအဓိကစီးပွားရေးဆိုတာချက်ကျွန်တော်လိုပဲ fake ဝင်စားနဲ့ယူတဲ့လူမျိုးတွေကိုအတူတူပြန်ပြီးတော့ sharing လုပ်ခြင်းတယ်သူတို့သိတာတွေလည်းကျွန်တော်ပြောပြကျွန်တော်သိရတယ်လည်းသူတို့ပြောပြမယ်အဲ့လိုမျိုး community တစ်ခုလောက်ကိုလုပ်ခြင်းတာပါ ဖုန်း bank လို့ဘာလို့ပေးနေတာလဲဆိုတော့ဖုန်းတွေအများကြီးရှိမယ် bank တစ်ခုလိုပဲဖုန်းတွေအများကြီးရှိမယ်နာမည်လေးကဟိုစင်တူမရှိဘူးခေါ်ကလွယ်မယ်လို့လည်းထင်တယ်ကျွန်တော်ကနောက်တစ်ခုကျွန်တော်များများမေးကြတဲ့မေးခွန်းတစ်ခုရှိတယ် Android ရောင်းပါလားဆိုတော့ဟုတ်ကဲ့ဒါကစီးပွားရေးလုပ်ငန်းတစ်ခုဖြစ်တဲ့အတွက် Android လည်းရှိမှာပါ Android ဖုန်းတွေလည်းရှိမှာပါအဲ့ဒါမှဆိုရင်ဒါဒါအခု latest ပေါ့နော်17 Pro Max ကနေစပြီးတော့ဒါ15 Pro Max တွေ15 Pro တွေ16အကုန်ရှိတယ် ဒါဆိုလို့ရှိရင် 14pro max use တွေလည်းရှိတယ် iPad 11 gen ကနေအခုနောက်ဆုံးထွက်တဲ့ N5 iPad Pro အထိအခုနောက်ဆုံးဒီ22ရက်နေ့မနေ့ကမှ release လုပ်တဲ့ iPad N5 11အာ iPad 17လက်မနဲ့13လက်မအဲ N5 iPad Pro အထိကျင်နိုင်အောင်လို့တော့စူးစမ်းနေတယ်ဒါပါဆိုလို့ရှိရင်11 gen ရှိမယ်အဲဒါ is 16နေအဲ့ဒါပြီး MacBook တွေရောဆိုင်ဖွင့်တဲ့နေကြရအောင် ျွန်တော်ကိုယ်တိုင်ဒါအစည်းအဝေးတစ်ခုဆိုတာတဲ့ကျွန်တော်ကိုယ်တိုင် user တယောက်နေရာနေစဉ်းစားပြီးတော့ငါဖုန်းကန်လို့ရှင်ပါလို့လေဥပမာအာ iPhone ကန်ပြီဆိုလို့ရှင် iPhone ရဲ့ original cover လေးတက်လိုက်ရမှာအဲ့လိုမျိုးလူမျိုးတွေအတွက်လည်း original accessory တွေကျွန်တော်ဖြည့်ပေးထားတယ်ဥပမာဒီဟာဆိုလို့ရှင်ကျွန်တော် iPhone Air ရဲ့ bumper case bumper case လေးရှိမယ်နောက်တော့ဒီနှစ်မှာထွက်တဲ့ iPhone ရဲ့ accessory အစ်စ် body strap ဆိုတာဒီ body strap တွေကြောင့်တင်ပေးထားတယ်။နည်းနည်းလိုပြောမလဲအခြား model မငားကျင်လို့ကိုယ်တိုင်လွယ်ပြထားဆိုင်နဲ့ဆိုင်ပေးနိုင်တဲ့ service တွေကတိတ်မကွာကြပါဘူး။အကုန်လုံးထူထူပါပဲ။ဈေးတွေလည်းအများကြီးမကွာကြဘူး။ဒါပေမဲ့တစ်ခုကျွန်တော်ပို့ပြီးတော့ဟိုကျွန်တော်အနေနဲ့ပို့ပြီးတော့ဟို အားသာတယ်ပဲပြောမလားဒါမှမဟုတ်နည်းနည်းလေးပို့ပြီးတော့ဟို sharing လုပ်ပေးနိုင်တယ်ပဲပြောမလားဥပမာ daily life အတွက် smartphone ကိုတကယ် smart ဖြစ်အောင်သုံးလို့ရတဲ့ application မျိုးတွေကျွန်တော်ကောင်းကောင်းအကြံပေးနိုင်တယ်တချို့ဆိုလို့ရှိရင်ဟို17 pro max 17 pro max ဒါကင်လိုက်ကြတယ်ဒါပေမဲ့ဟိုဒီဖုန်းရဲ့တကယ်အားသာချက်ဒီဒီဖုန်းကိုသုံးပြီးဘာတွေလုပ်လို့ရတယ်ဆိုတာအထိမသွားကြဘူး ဆိုကျွန်တော်အဲ့ဒါမျိုးတွေ sharing လုပ်ပေးနိုင်တယ်ဗျာတကယ်လဲ sharing လုပ်ပေးခြင်းလဲဝါသနာပါရသူတွေကျွန်တော်မသိတာရှိရင်လည်းပြန်သင်မယ်အာကျွန်တော်သိတာကိုလည်း sharing လုပ်ပေးခြင်းလဲကျွန်တော်အဲ့ဒီစိတ်ကူးနေပါဒီ case ရတာဖုန်းဝင်လက်ဆောင်ပေးတဲ့ case ဒါတွေကရောင်းဖို့မဟုတ်ဘူး။ဒါအခုကဒီနေ့ကမဖွင့်ရသေးဘူးဆိုတော့တချို့ပစ္စည်းတွေကမစုံသေးဘူးပေါ့နော်။နောက်ထပ်ထပ်ဖြည့်ဖို့ရှိပါတယ်။ကျွန်တော်လည်းဖွင့်ကစားရက်တွေရရှိမှာပါ။ဒါပေမဲ့ကျွန်တော်လည်း shooting နေရှိတဲ့အချိန်ကျတော့အများတန်းတော့ဆိုင်ထိုင်ပြည့်အောင်မှာတော့မဟုတ်သေးဘူးပေါ့။ ဟိုရုပ်ရှင်အလုပ်ကလည်းကျွန်တော် mother business ကို mother unit ဆိုတော့အဲ့ဒီဘက်ကိုလည်းကျွန်တော်အချိန်လင်းဟင်းသွားလို့မဖြစ်ဘူးကျွန်တော်ရုပ်ရှင် shooting ရှိတဲ့အချိန်တော့သွားရိုက်မယ်ပြီးရင်တော့ကျွန်တော်ဆိုင်မှာပဲရှိနေမယ်ပေါ့အဲအခုဒီ vlog ကိုကြည့်ရှုနေကြတဲ့ပရိသတ်များတယောက်ချင်းစီတိုင်းကိုသူပဲကျေးဇူးတင်ရှိပါတယ်ဒါကကျွန်တော်ရဲ့ဟို other ဝါဒနာလေးတစ်ခုပါဆိုတော့ phone bank လို့ကျွန်တော်နာမည်ပေးထားပါတယ်ဖုန်းဘက်လို့ပေးတဲ့စိတ်ကူးလေခုနကကျွန်တော် blog မှာပြောပြပြီးပြီ တော်တော် bank တစ်ခုရဲ့ပေးနိုင်တဲ့ service လိုမျိုးတွေ hire purchase လိုမျိုးတွေ trading လိုမျိုးတွေအကုန်လုံးကိုရစေခြင်းနဲ့စိတ်ကူးနဲ့ကျွန်တော်ဒီနာမည်ပေးခဲ့တာပေါ့နော် Android ရှိမယ် iPhone ရှိမယ်ဆိုတော့စိတ်ဝင်စားနေဆိုလို့ရှိရင်လာပြီးတော့လေ့လာဖို့ဖိတ်ခေါ်ပါတယ် where am where တာတဲ့ဟိုကျွန်တော်တို့ဖုန်းအကြောင်းတူတူထိုင်ပြောကြမယ်လို့ဖိတ်ခေါ်ခြင်းပါတယ်အမှတ်15စမ်းကြောင်းလမ်းပြည်ညိုလမ်းထိပ်ရန်ကုန်မြို့မှာကျွန်တော်ရှိနေပါ